ပြည်အောင်စုချက်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီညီလာခံကိုဒီလဩဂုတ်လ20ရက်နေ့ဝင်းကျင်မှာပြုလုပ်သွားမှာဖြစ်တဲ့အတွက်မြို့နယ် KI နဲ့တိုင်းစင်ကော်မတီဝင်ရွေးချယ်ပွဲတွေကျင်းပနေတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့ပါတီပေါင်း60ကျော်ထဲမှာပြည်သူလူထုတရလုံးကိုကိုစားပြုတဲ့ပါတီဆိုတာမရှိကြောင်းနဲ့ပါတီဝင်မဟုတ်တဲ့သူတွေရဲ့အပေးထောက်ခံမှုရရှိလာအောင်စူးစမ်းဖို့လိုအပ်ကြောင်းဒုဥက္ကဋ္ဌဦးထေဦးကပြောပါတယ်။အင်အားရှိဖို့ဆိုရင်ကိုယ့်ပါတီရဲ့စီယုံကြစ်လက်ခိုင်မာရေးဆိုတဲ့ဥစ္စာအရေးကြီးတယ်လို့ ကိုတူရဲနဲ့မပြီးဘူး။ဘာဖြစ်လို့လဲဆိုတော့ပါတီဆိုတာပီအာဒီပတ်အစိတ်ပိုင်းကလာတယ်။ဘလူးရဲ့အစိတ်ပိုင်းတယ်။ဒူဒူရဲ့အစိတ်ပိုင်းပဲ။ဘယ်ပါတီမှဒူဒူတရလုံးကိုစားမပြီးဘူး။ကျွန်တော်တို့လည်းကိုစားမပြီးဘူး။ဘယ်ပါတီမှကိုစားမပြီးဘူး။မြန်မာနိုင်ငံလိုပါတီပေါင်း60တော်တရားဝင်ဖြစ်တဲ့နော်ရှိနေတဲ့နိုင်ငံမှာဆိုရင်ပြည်သူတရလုံးကိုကိုစားကြည့်တဲ့ပါတီကိုပြောပါဆိုရင်ဘယ်သူမှမရှိဘူးလို့ပဲပြောရမှာဖြစ်တယ်။ပြည်အောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ရန်ကုန်တိုင်းကော်မတီဝင်15ဦး၊ရန်ကော်မတီဝင်တွေနဲ့ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌနေရာအတွက်3ဦး၊အတွင်းရေးမှုနေရာအတွက်3ဦးတို့ကိုပနာမရွေးချယ်ခဲ့ကြပါတယ်။လာမယ့်ဩဂုတ်လ20ရက်နေ့ဝင်းကျင်မှာပြုလုပ်မယ့်ပါတီညီလာခံကနေတိုင်းဒေသကြီးဥက္ကဋ္ဌနဲ့အတွင်းရေးမှုတွေကိုရွေးချယ်သွားမှာဖြစ်ပါတယ်။ဒီနေ့အစည်းအဝေးမှာပြည်အောင်စုချက်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင်တွေကပါတီပြန်လည်တည်ဆောက်ရေးနဲ့မူဝါဒပိုင်းဆိုင်ရာတွေပြင်ဆင်ဖို့အတွက်စာရန်9000ကိုတင်ပြခဲ့ပါတယ်။ 2015ရွေးကောက်ပွဲမှာရန်ကုန်တိုင်းဒေသကြီးကပြည်သူ့လွတ်တော်55နေရာမှာတနေရာသာအနိုင်ရရှိခဲ့ပြီးတိုင်းဒေသကြီးလွတ်တော်မှာ3နေရာသာအနိုင်ရရှိခဲ့ပါတယ်။ပြည်ထောင်စုတည်ငြိမ်တဲ့ပါတီ2012ဓာပြရွေးကောက်ပွဲနဲ့2015ရွေးကောက်ပွဲများတွင်အများစုရှုံးနေရခြင်းမှာမိမိပါတီအစိစိတွင်စိတ်လုံးငြိမ်ညွတ်မှုအားနည်းမှုများရှိခဲ့ခြင်းပါတီအင်အားကြီးလက်ခံမှာဤဆောင်ရွက်နိုင်မှုအားနည်းခဲ့ခြင်း မဲပေးခွင့်ရှိသူများမဲလာပေးမှုရခိုင်လို့ပုံမှုမြင်မာလာအောင်လှုပ်ဆောင်နိုင်မှုအားနည်းခဲ့ခြင်းပြည်သူအများစုကပြောင်းလဲမှုကိုလိုလားနေခြင်းဒီမီဒီယာများကပြန်ဖက်အပေါ်အားပေးခဲ့ခြင်းစသည့်ချက်များပေါ်အခြေခံလျက်မိမိတို့ပါတီရှုံးနေကြရခြင်းဖြစ်ကြောင်းသုံးသပ်ရရှိပါသည်ပါတီဒုတိယဥက္ကဋ္ဌဦးထေဦးကပြောင်စုကြက်ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီဟာအတိုက်အခံနိုင်ငံရေးပါတီအနေနဲ့ယက်တီသွားမှာမဟုတ်ပဲ စိုးရဖွဲ့ရဲ့အန်ချော်နေတဲ့အချက်တွေကိုဝေဖန်ထောက်ပြတဲ့နီးနဲ့သာရည်တည်သွားမယ်လို့ပြောပါတယ်။ကျွန်တော်ပြောပြမယ်။ကျွန်တော်တို့ပါတီမှာကပူးပေါင်းဆောင်ရွက်မှုပဲရှိတယ်။နော်။အတိုက်ခံလုပ်ရမယ်ဆိုတဲ့မူမရှိဘူး။နော်။သို့တော်လည်းပဲတခုတော့ရှိတယ်။နော်။အဲကျွန်တော်တို့ဟိုနိုင်ငံတော်မှာတကယ်တမ်းပြောလို့ရှိရင်ပြည်သူကယူတဲ့အစိုးရဒီနိုင်ငံရဲ့ခုနတည်ငြိမ်ချမ်းမှုနဲ့ဖွံ့ဖြိုးတိုးတက်မှုသူရအောင်လုပ်ရမှာပဲ။နော်။အဲသူလုံနေတဲ့ဥစ္စာတွေနဲ့ပတ်သက်လို့အန်ချော်နေတဲ့ဆိုကျွန်တော်တက်အောင်လုပ်မှာပေါ့။ နော်ဒါအတိုက်ခံလောက်တာတော့မဟုတ်ဘူး2015ရွေးကောက်ပွဲမှာပြည်ခိုင်ဖြိုးပါတီရှုံးနေခဲ့ရတာဟာပါတီတွင်စီလုံးညီညွတ်မှုမရှိလို့မဟုတ်ပဲပြည်သူတွေမထောက်ခံလို့မဲမထဲလို့ရှုံးနေနေဆိုတာကိုလက်ခံထားကြောင်းလဲဦးထေဦးကပြောပါတယ်ပါတီရဲ့မူဝါဒတွေလုံဆောင်ချက်တွေနဲ့ပတ်သက်ပြီးပြည်သူတွေထောက်ခံမှုရရှိလာအောင်လူတို့အခြေပြုတဲ့လုပ်ငန်းတွေကိုအောက်ခြေအထိကွင်းစင်းဆောင်ရွက်ဖို့လူတွေလို့ပါတီခေါင်းဆောင်တွေကပြောကြပါတယ်ခင်ဗျာ